တကယ်ချစ်တဲ့ယောက်ျားလေးတွေမှာမြင်တွေ့ရသော အမှုရာများနံပါတ်၁တကယ်ချစ်တဲ့ယောက်ျားလေးတယောက်က သူ့ရဲ့လက်သေးပေါ်ကို အချိန်ကြာကြီးစိတ်မဆိုးနိုင်ပါဘူးနံပါတ်၂တင်သူ့ကိုနာကျင်အောင်လုပ်လေတင့်ကိုအမြဲတမ်းနားလဲခွင်လို့ပြပါလိမ့်မယ်နံပါတ်၃တင်နဲ့အမှတ်တရတွေကြည်နူစရာအချိန်လေးတွေကို မကြာခဏပြန်ပြောတာကိုကြားရပါလိမ့်မယ်နံပါတ်၄ ူသင်ကိုအမြဲပြုတ်အောင်ထားပါလိမ့်မယ်။နံပါတ်5တကယ်ချစ်တဲ့ယောက်ျားလေးတယောက်ကတင့်ကိုဆုံးမစကားတွေအမြဲပြောပါလိမ့်မယ်။နံပါတ်6တင်ပါလို့လို့သူ့ကိုအရင်ပြောပြတာခွင်းတောင်းတာကိုလိုချင်ကြပါလိမ့်။နံပါတ်9တင်းရဲ့ကျမ်းမာရေးကို သူ့ရဲ့ကျမ်းမာရေးထက်ပိုကယူဆိုင်ပေးပါလိမ့်မယ်။နံပါတ်10တင်နဲ့အတူရှိနေခြင်းစကားတွေပြောနေခြင်းမှာ သူပြောနေတတ်ပါတယ်။နံပါတ်9သူသိန်းကိုအကျွမ်းမဲ့ယုံကြည်ပါလိမ့်မယ်။သူရဲ့ယုံကြည်မှုကိုလည်းတန်ဖိုးထားစေချင်ပါတယ်။နံပါတ်10သူသိန်းကိုဦးစားပေးတတ်ပါတယ်။မအားတဲ့ကြားကအချိန်တွေပေးပါလိမ့်မယ်။နံပါတ်11သူတာဝန်မယူနိုင်တဲ့အရာတွေကိုကတိမပေးတတ်ပါဘူး။ကတိပေးပြီဆိုရင်လည်းမတီတီအောင်လုပ်တတ်ပါတယ်။နံပါတ်12အနာကက်မှာ သင်နဲ့ဘလို့ဖြတ်တမ်းမလဲဆိုတာပြောပြတိုင်ပင်ပါလိမ့်မယ်။နံပါတ်7တကယ်ချစ်တဲ့ယောက်ျားလေးတယောက်ကသူ့ကောင်မလေးရဲ့ဘဝကိုညှင့်တင်ပေးလို့စိတ်အပြည့်ရှိပါတယ်။သူ့ချစ်သူရဲ့အချမ်းနဲ့တိတ်ခါကိုလည်းကာကွယ်ပေးလို့စိတ်ချကြပါတယ်။အချစ်ရေးမှာ perfect ပတ္တနာဆိုတာမရှိပါဘူး။တယောက်နဲ့တယောက်လုံးဝကိုပြည့်စုံနေမှအချစ်ရေးတစ်ခုတည်ဆောက်လို့ရတယ်ထင်ကြတယ်။ လောကကြီးမှာ perfect match ရေလို့မရှိပါတယောက်ကနှုတ်ညံ့ရင်တန်တယောက်ကရဲရင်ပြီးတမ်းပါမယ်တယောက်ကဆွေးဆွေးလေးတခြင်းကြိုင်ရင်တန်တယောက်က road တခြင်းလေးကြိုင်မယ်အဆက်ကြိုင်ရင်အချိုကြိုင်မယ် coffee ကြိုင်ရင်ကိုလာတို့ကြိုင်မယ်တဦးကသိကြောက်တရင်ကြံတဦးကရဲရင်ပြီးတတိရှိမယ်ကြက်ကြော်ကြိုင်ရင်အတုတ်ဆုံးကြိုင်မယ်အယောင်ရင်ရင်တွေကြိုက်တရင် ကျန်တူကအယောင်နုလေးတွေကြိုက်မယ်။ကိုကအသားညို့ရင် သူကအသားဖြူမယ်။အဲ့လိုပါပဲ။လူတူနဲ့တူအချင်းစရိုက်တွေထတ်တူကြဖို့တိတ်မလွယ်ဘူး။စိတ်တူကိုယ်တူလည်းရှိပါတယ်။ခြားတာပေါ့။အရေးကြီးတာအချစ်တွေထတ်တူကြဖို့ရင်းကုန်တန်တွေထတ်တူကြဖို့စိတ်သဘောထားချင်းတိတ်ဆိုင်ဖို့ happy rs တခုဖြစ်ဖို့ဆိုတာပြီးပြီးဆုံးတဲ့လူမျိုးကိုချစ်တာမဟုတ်ပဲ။အားနဲ့ချက်ကိုစီကြကား မေတ္တာတွေနဲ့ထွေးပွေရင်၊နှွေးထွေးရင်ချစ်ရတာပါ။ကိုယ်ပတ်ဆိုင်ကိုနားလေသလိုသူ့ကိုယ်ရောပြန်နားလေတာမျိုးပါ။အချစ်ဟာကိုယ်အတွက်အင်အားတစ်ခု ဖြစ်စေဖို့ပဲလိုပါတယ်။